ားလုံးပဲမင်္ဂလာပါအခုတလောပေါ့နော်ရွှေဈေးတွေကစံချိန်တင်တက်နေရဲဆိုတဲ့သတင်းတွေကိုကြားမိရဲပေါ့နော်အဲ့ဒါကြောင့်လည်းဒီဗီဒီယိုလေးကိုလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဒီသတင်းကိုတိတိချာချာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျမတို့ဒါရွှေဈေးတက်တယ်ဆိုတာထက်ကိုအများကြီးပိုလေးနက်တယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ဒါက ဒီစီးပွားရေးဒီ business မှာ market မှာတမိုင်းတခြားကျွန်တော်တို့အများနဲ့မြင်နေကြတတိပေးခေါင်းလောင်းတန်လို့ပဲပေါ့နော်အဲ့တော့အဲ့ဒီတတိပေးခေါင်းလောင်းတန်ကဘာကိုဆိုလိုနေလဲဆိုတာကိုကျွန်တော်တို့အတူတူဖြေရှားကြည့်ကြမယ်အခု2025မှာပေါ့နော်အထူးသဖြင့်တော်တော်လေးဟိုမှာထူးခြားတဲ့အခြေအနေတစ်ခုဖြစ်တယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ကျတော့ရွှေဈေးက stock ဈေးကွက်ကိုတော့မှအနိုင်ယူပြီးတော့မှကြော်တက်နေတာပေါ့သူ့ရဲ့ဈေးတန်နှုန်းက stock ထက်ကိုပို့ပြီးတော့များနေတာပုံမှန်ဆိုလို့ရှိရင်တော့ဒါကတကယ်ကို ချစ်တောင့်ဖြစ်ခဲ့ကိစ္စတစ်ခုခုဖြစ်တယ်ပြီးတော့စီးပွားရေးအတွက်လည်းကျွန်တော်တို့တော်တော်လေးဟိုမှာအရေးကြီးတဲ့အချက်ပြမှုတစ်ခုဖြစ်တယ်ကျွန်တော်တို့ history ကိုပြန်သွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးအခြေအနေဖြစ်တာကဘယ်ဘယ်နှစ်ကြိမ်ရှိလဲဆိုလို့ရှိရင်အကြတော့၅ကြိမ်ဖြစ်ခဲ့ဘူးလေလွန်ခဲ့တဲ့2040ကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့အဲ့တော့အဲ့လိုဖြစ်ခဲ့တဲ့အချိန်တိုင်းရဲ့အနောက်မှာလည်းကျွန်တော်တို့ကြီးပွားတဲ့စီးပွားရေးပြဿနာတွေ recession တွေကပ်ပါတဲ့ နော်ဥပမာကျွန်တော်တို့1930ခုနှစ်တွေကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကမ္ဘာစီးပွားကပ်ပြတ်ဖြစ်ခဲ့တဲ့1990ခုနှစ်တွေမှာငွေကြေးဖောင်းပွားပြီးတော့မှစီးပွားရေးရပ်တန့်သွားတဲ့ဖြစ်တည်ရှိခဲ့တယ်ပြီး .com bubble ပေါက်သွားတော့ကလည်းဒီလိုမျိုးအခြေအနေတွေရှိခဲ့တယ်ပြီး2008ကျွန်တော်တို့ဖြစ်ခဲ့တဲ့အိမ်ချမ်းမြေပြတ်ကတ်ကြီးမှလည်းကမ္ဘာဘန်နာရေးအကျက်အတဲကနေပြီးတော့မှအခုဒီနေ့ခင်မှာလည်းအဲ့လိုအခြေအနေမျိုးကျွန်တော်တို့ပြန်ပြီးတော့မှမြင်နေရတယ်ပေါ့နော်အဲ့တော့ဒါကစိုးရိမ်စရာလား မစိုးရင်ကျွန်တော်တို့ panic မဖြစ်ခင်အရင်ဦးဆုံးဘာလဲဆိုတာကိုထပ်ပြီးတော့ကြည့်ကြည့်ကြမယ်အဲ့တော့အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်တို့ investor တွေကသူတို့ဖြစ်ပေါ့နော်ကဘာတဝမ်းကယင်းနီးမြုံနံသူတွေကဘာလို့ဒီလောက်တောင်မှစိုးရင်နေကြတာလဲကျွန်တော်အဓိကအကြောင်းရင်းကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ငွေကြေးတန်ဖိုးကျဆင်းတဲ့ inflation တင်မကပဲနဲ့ဒီ currency debasement ဆိုတဲ့အဖြစ်ကို ကြောက်လို့ပေါ့เนาะအဲ့တော့အဲ့ဒါကဘာကိုပြောရလဲဆိုလို့ရှင်ရှင်းရှင်းလေးပါပဲကျွန်တော်တို့ကင်ထားတဲ့ပတ်စံရဲ့တန်ဖိုးကတဖြည်းဖြည်းနဲ့ကျလာတာကိုဆိုလို့တာအရင်ကတထောင်နဲ့ဝယ်လို့ရတဲ့ပစ္စည်းကိုအခုတထောင်နဲ့ဝယ်လို့မရတော့ဘူးဈေးတက်သွားပြီအဲ့တော့အဲ့ဒီစိုးရိမ်မှုတွေကဘယ်ကနေပြီးတော့မှအရင်ခံပြီးတော့မှဖြစ်လာတာလဲဆိုပြီးတော့မှကြည့်မိဆိုလို့ရှင်တော့ကျွန်တော်တို့ American စီးပွားရေးရဲ့ဒီ Bandaris ရန်နေရာကြီးဘလို့လဲပတ်နေလဲဆိုတာကိုကြည့်ဖို့လိုအပ်တယ်ပေါ့တော့ ထမအောင်ဆုံးအနေနဲ့ကျတော့အစိုးရရဲ့ဝင်ငွေဘက်ကိုတစ်ချက်ကြည့်ရအောင်ပေါ့နော်အဲ့တော့2025ခုနှစ်အတွက်အမေရိကန်အစိုးရရဲ့ဝင်ငွေခန့်မှန်းချက်ကဘာလဲဆိုလို့ရှိရင်သူက5 trillion လောက်ရမယ်ဆိုပြီးတော့မှမျှော်မှန်းထားတယ်။ဒါပေမဲ့အသုံးစရိတ်ကဘလောက်ဖြစ်နေလဲဆိုလို့ရှိရင်ကျတော့7 trillion လောက်ရှိတယ်။အဲ့တော့ဘာဖြစ်လဲဆိုရင်ဝင်ငွေထွက်ထွက်ငွေက2 trillion လောက်ပို့ပြီးတော့မှများနေတယ်ပေါ့။အဲ့တော့ဝင်ငွေက9 trillion ထွက်ငွေက9 trillion ဆိုတော့ဈာထဲမှာဒီ2 trillion ဆိုတော့ တော်တော်လေးဟိုမှာကြီးမားတဲ့ amount ကကွာဟချက်ဖြစ်နေရပေါ့နော်အဲ့ဒါကိုတို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင် budget လုံငွေလို့ခေါ်တယ်အဲ့တော့ဒီကြီးမားတဲ့လုံငွေကိုဖြည့်ဖို့အတွက်ကဘာလုပ်လဲဆိုလို့ရှိရင်ကြာတို့ကအကျွေးအသစ်ထပ်ပြီးရောမှာယူရတယ် Federal Bank ကနေပဲတခြားနီလန်းမရှိဘူးဘာလို့သူဝင်ဝင်နဲ့ထွက်ငွေကပို့ပြီးရောမှာများနေတဲ့အတွက်ကြောင့်မို့ အဲ့ဒီကြီးမားတဲ့ American ဆိုးရရဲ့ကြီးမားတဲ့အကျွေးတွေကိုဘသူကကြီးပေးနေရလဲပေါ့နော်အဓိကအားဖြင့်တော့ကျွန်တော်တို့အုပ်စုကြီး၄ခုရှိတယ်။တာမန်ပြည်သူတွေကဘုန်းတွေဝယ်ပြီးတော့မှကြီးတယ်။ပြီးရင် bank တွေ corporation တွေအဖွဲ့အစည်းတွေပြီးွားလို့ရှိရင်တခြားတခြားသော Japan တို့ UK တို့တရုတ်တို့လိုနိုင်ငံခြားအဆိုးရတွေကနေပြီးတော့မှကြည့်တယ်အဲ့ဒီအပြင်နောက်ဆုံးတစ်ခွက်ရတော့ပါလဲဆိုလို့ရှိရင်တော့ Federal Reserve လို့ခေါ်တဲ့ American ဘဟုဘဏ်ပေါ့သူတို့ကလည်းဒီလုံငွေတွေကိုထုတ်ချပေးတယ်အဲ့တော့အဲ့ဒီအဲထဲမှာမှဒီ Federal ရက်ဆက်ကဘာလဲဆိုလို့ရှင်သူ့မှာဘာလိုမျိုးထူးခြားတဲ့ super power တစ်ခုကိုပိုင်ဆိုင်ထားတယ်လို့ပြောလို့ရမယ်ဆိုလို့ငွေချီးရောက်မယ်ဆိုလို့ရှင်ရကြတော့တစ်ခုခုပြရတယ်ပေါ့နော်ဥပမာအပေါင်ပစ္စည်းပြရတယ်ဒါပေမဲ့ federal reserve ကကြတော့သူ့မှာရှိတဲ့ super power အရသူကဘာလုပ်လို့ရလဲဆိုလို့ရှင်ဘာမှမရှိဘဲနဲ့လေဒီပတ်စံအစ်စ်တွေကိုဖန်တီးပြီးတော့မှ American အစိုးရကိုခြေပေးနိုင်စွမ်းရှိတယ် တော့အဲ့ဒီမှာတတိထားရမယ့်အချက်တစ်ခုကပါလဲဆိုတော့အဲ့ဒီလိုမျိုးပတ်စံတွေရိုက်ထုတ်လိုက်တဲ့လောက်ရက်ကပဲနောက်ဆုံးမှာငွေကြေးဖောင်းပွားမှုကိုဖြစ်စေနိုင်တဲ့အဓိကတရားခံဖြစ်သွားတတ်တယ်အဲ့တော့ဒါကအပိုင်းတစ်တစ်ချက်ကျွန်တော်တို့အမေရိကန်အစိုးရရဲ့အခြေအနေကိုကြည့်နောက်တစ်ဖက်ကျွန်တော်တို့ဘာလို့ကြည့်ရမလဲဆိုလို့ရှိရင်ကတော့လက်ရှိဖြစ်ပျက်နေတဲ့ပေါ့နော်စိတ်ဝင်စားစရာကောင်းတယ်လို့အငင်းပွားစရာလည်းဖြစ်နေတဲ့အဆိုပြုချက်တစ်ခုပေါ့နော်အဲ့ဒါကတော့ဘာလို့နေရလဲဆိုလို့ရှိရင်ဒီ Federal Reserve က နိုင်ငံရဲ့အရန်ရွှေလို့ပြောရမှာပေါ့နော်သူတို့တင်းထားတဲ့အရန်ရွှေတွေတံပိုးပြန်လဲတပ်ဖန့်ဖို့သူစဉ်းစားနေဒီအစိုးပြုချက်ရဲ့အသေးစိတ်ကတော့တကယ်ကိုဟိုအံ့ဩဖို့ကောင်းတယ်ပေါ့နော်ဥပမာလက်ရှိအစိုးရရဲ့တရားဝင်စည်ရင်းတွေမှာရွှေတအောင်စကိုသူက42ဒေါ်လာနဲ့ပဲတံပိုးဖြတ်ထားတာဒါကဆယ်စုနှစ်တွေတော်တော် ကြာခဲ့ပြီပေါ့နော်ဟိုးအရင်ကရှိတယ်သမိုင်းဝင်ဈေးနှုန်းတစ်ခုပဲအဲ့တော့အခုအစိုးပြုချက်အစ်စ်ကဘာလဲဆိုလို့ရှိရင်ကတော့အဲ့ဒီဈေးကိုလက်ရှိပေါင်ဈေးနဲ့နီးတယ်ပေါ့နော်ဒေါ်လာ3300နဲ့ပြန်ပြီးတော့မှတန်ဖိုးဖြတ်ဖို့အဲ့တော့ဒီစရင်ပေါ်မှာသူကဘာလုပ်လိုက်မှာလဲဆိုလို့ရှိရင်နော်ခဏန်းပြောင်းလိုက်မှာဒီရွှေကိုရောင်းထုတ်လိုက်မှာလည်းမဟုတ်ဘူးဒီရွှေရဲ့တန်ဖိုးကချက်ချင်း ပို့ပြီးတော့မှခုံတက်သွားမယ်ဘာမှလဲဆိုလို့ရှိရင်သူတို့ရဲ့စည်ရင်းထဲမှာပဲအဲ့တော့သူ့ရဲ့ပိုင်ဆိုင်မှုကိုအရင်က42ဒေါ်လာနဲ့တတ်မှတ်ခဲ့ရနေပြီးတော့မှဒီပိုင်ဆိုင်မှုရွှေပိုင်ဆိုင်မှုကို3000တအောင်ဆကို3300နေနေတတ်မှတ်လိုက်ကြမှာသူ့ရဲ့ပိုင်ဆိုင်မှုကအစမတန်ပို့ပြီးတော့မှတိုးသွားတယ်ဒီနေရာမှာအဓိကချတဲ့အချက်ကဒါပဲပေါ့နော်ဘာလို့ဆိုတော့ဘာမှလက်တွေ့လုပ်เสียမလို့ပဲနဲ့စည်ရင်းထဲကကနန်းလေးတစ်ခုကိုပြောင်းလဲယုံနေတယ်ဒီ American အစိုးရရဲ့ပိုင်ဆိုင်မှုကဒေါ်လာ650 ဘီလီယံဆိုတဲ့ပတ်စံအစ်စ်တွေရုတ်တရက်ကြီးပေါ်လာတာအဲ့ဒီအတိတ်ပဲကဘာလို့ဆိုလို့လဲဆိုလို့ချင်းကျွန်တော်တို့အခုဇလန်းကိုနည်းနည်းလေးပို့ပြီးတော့မှကြဲကြဲပြန့်ပြန့်ကြည့်ကြည့်ကြအောင်အဲ့တော့ဒီကိစ္စကအမေရိကန်နိုင်ငံတနိုင်ငံနဲ့ရဲ့ပြဿနာမဟုတ်တော့ဘူးတကဘာလုံးမှာဖြစ်နေတဲ့အပြောင်းလဲတွေကလည်းဒီဒေါ်လာအပေါ်ပေါ့နော်အမေရိကန်ဒေါ်လာအပေါ်ဖိအားတွေပေးပြီးတော့မှချွေစည်းကိုမြင့်တက်လာအောင် တို့အတွက်တွန်းပို့နေတဲ့အခြေအနေတွေဖြစ်နေပြီအဲ့ဒီအပြင်နောက်တစ်ဖက်ပေါ့နော်နောက်တစ်ချက်ကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကြတော့ ဒီ de-dollarization ပေါ့ပြောမယ်ဆိုလို့ရှင်တော့ American dollar ပေါ်မှာမမီခိုးခြင်းပဲ ਨੇ ဒီကမ္ဘာနိုင်ငံတွေကသူတို့ကုန်သွယ်မှုပြုတ်လုတဲ့အချိန်မှာအဲ့ဒါကိုရှောင်ပြီးတော့ပါပေါ့တခြားနီးလန်းတွေသူတို့ရှာလာကြတယ်အဲ့ဒီလမ်းကြောင်းကိုအဓိကဥဆောင်နေတာကတော့ဒီ break ပေါ့အဲ့တော့တစ်ချိန်တည်းမှာပဲကမ္ဘာတဝမ်းမှာရှိတဲ့ဒီဗဟိုဘဏ်တွေကလည်းသူက dollar ကိုကင်ထားတာထက်ဒီချွေတွေကို ပြန်ပြီးရောကင်ထားဖို့အတွက်ကိုဝယ်စုနေကြတယ်အဲ့ဒီလိုမျိုး effect ကကျွန်တော်တို့ရဲ့ချွေဈေးကိုတော်တော်လေးဟိုမှာထိုးပြီးတော့မှတက်လာစီတကယ် စိတ်ပူစရာကောင်းတဲ့အချက်ကဒါပဲဒေါ်လာကိုရှောင်ချားခြင်းနဲ့အစိုးရတွေငွေတန်ဖိုးပေါ်မှာရှိတဲ့ရွှေတွေကိုလည်းတန်ဖိုးတွေမြင့်တက်လိုက်တာ ਈ ပေါ့ကျွန်တော်တို့ဒီ2020 က်ယောဂါကာလတုန်းကနေပြီးတော့မှငွေတွေအစိုးရကငွေတွေအများကြီးသုံးခဲ့တယ်အဲ့ဒီလိုမျိုး trillion နဲ့ချီတဲ့လူငွေပြမှုဟာယာယီမဟုတ်ဘဲနဲ့ပုံမှန်အခြေအနေပြန်မရောက်နိုင်သေးဘဲနဲ့ပေါ့နော်အခုချိန်မှာဒီအထွေအများကြီးတွေကိုလဲပတ်နေရတာဟို new normal လို့ဖြစ်ပြီးတော့မှကျွန်တော် market ကြီးကလည်းပုံမှန်အတိုင်းလဲပတ်နေတယ်ပြီးရင်လူတွေကလည်း invest လုပ်နေတော့မယ်ဒီအခြေအနေတွေအားလုံးပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့လမ်းစုံလမ်းခွာတစ်ခုကိုရောက်နေတယ်လို့ပဲရှေ့ဆက်ဖို့အတွက်ကကျွန်တော်တို့ရွေးချယ်စရာလမ်းက ပုံပွေလင်းလင်းပြောရအောင်နော်နှစ်လမ်းပဲရှိရပေါ့နော်နှစ်လမ်းလုံးကလည်းနာကျင်စရာလမ်းနေပြီဘယ်လမ်းကမှပိုကောင်းနေဆိုတဲ့ဟာမျိုးမရှိဘူးပေါ့နော်အဲ့ဒီရှေ့ဆက်ရမယ်လမ်းမတွေ့တဲ့မှာပထမတလမ်းကဘာလဲဆိုလို့ရှိရင်ဒီအစိုးရအတွက်ကတော့အသုံးစရိတ်တွေကိုအကြီးအကျယ်ဖြတ်တောက်လျှော့ချဖို့လိုတယ်ဒါပေမဲ့အဲ့လိုလုပ်လိုက်ရင်ဘာဖြစ်သွားမလဲဆိုတော့2008ခုနှစ်တုန်းကလိုမျိုးပေါ့နော်အဲ့ဒီလိုမျိုးဘန်နာရေးအကြက်ထဲထက်တောင်မှပိုပြီးရောမှဆိုးရွားတဲ့စီးပွားရေးပြက်ကက်တခုသူတို့မလွဲမသွေရင်ဆိုင်ရနောက်လမ်းတစ်ချောင်းဒုတိယလမ်းတစ်ချောင်းကဘာလဲအခုအတိုင်းပဲဆက်သုံးသွားမယ် ဒါပေမဲ့အဲ့လိုမျိုးဆက်သွောင်းလည်းဘာဖြစ်လဲဆိုလို့ရှိရင်ကြတော့ဒီငွေကြေးဖောင်းပွားမှုကိုဆက်ပြီးတော့မှမီးထိုးပေးတယ်လို့ဖြစ်မယ်ပေါ့နော်အခုတောင်မှဒီငွေကြေးရဲ့တန်ဖိုးကကျနေတဲ့အချိန်မှာထပ်ပြီးတော့မှကျအောင်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးမှာတော့လူလက်တန်းစားတွေပေါ့နော်သူသဖြင့်ပို့ပြီးတော့မှကြက်တဲလာမယ်အဲ့ဒီလူမျိုးအချိန်မှာကျမတို့အဓိကသဘောပေါက်ရမယ်အချက်ကဒါပဲပေါ့နော်အဲ့တော့ရွှေဈေးတွေတက်လာတာကလူတွေကချမ်းသာခြင်းလို့အမျက်ရခြင်းလို့ဈေးကစားနေတာမဟုတ်ဘဲနဲ့ဒါက ကာကွယ်ရေးလှုပ်ချင်တဲ့ခြေလမ်းတစ်ခုပေါ့နော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေမယုံယော့သွားအောင်အတွက်ကိုဒီရွှေကိုဝယ်ပြီးတော့မှသူက protect လုပ်ဖို့ကြိုးစားနေ ကျမတို့လည်း investor တွေယင်းနှုံနံတဲ့တူရတာဒီ stock ဈေးကွက်မှာ ကိုယ့်ရဲ့ investment လုပ်ပြီးရောမှာအမျက်တွေရှာမဲ့အစားတို့လက်ထဲမှာရှိတဲ့ပိုင်ဆိုင်မှုတွေတန်ဖိုးကြနေတဲ့ဒေါ်လာကြောင့်ပါသွားမှာကိုစိုးရိမ်ပြီးရောမှာ protect လုပ်ဖို့အတွက်ပို့ပြီးရောမှာအာယုံစိုက်နေတယ်ဆိုတဲ့သတိပေးချက်ပဲအဲ့တော့ကျမတို့အတွက်စဉ်းစားစရာဖြစ်လာမဲ့နောက်ဆုံးမေးခွန်းနှစ်ခုနဲ့အဆုံးသတ်ကြရအောင်မနော်သုံးစရိတ်တွေမဖြစ်မနေဖြတ်တောက်ရမယ်လမ်းပြီးရင်နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်ငွေတွေကိုမဖြစ်မနေဆက်ရိုက်ထုတ်ရမယ်လမ်း အဲ့ဒီလမ်းတစ်ခုမှာဘာကိုရွေးမလဲဆိုရင်ဘာကိုပဲရွေးရွေးကျမတို့လို investor တွေကကိုယ့်ရဲ့လက်ရှိအခြေအနေပေါ်မှာ multiple ကျမတို့ investing ဆိုတာအမြဲတမ်း risk ရှိရယ် investing ဆိုတာ long term ကိုကြည့်ရမယ်။ကြံ့ကြံ့ပေးနေတာကတော့ဒီ emergency fund ထားပါ။အကယ်၍များ market ကဒီစီးပွားရေးပြတ်ကက်တဲ့အကြောင်းဖြစ်လာခဲ့လို့ကျခဲ့မယ်ဆိုလို့ရှိရင်လည်းဝယ်နိုင်တဲ့ငွေအမောက်ပမာဏတစ်ခုကိုထားပါ။ဒါပေမဲ့လည်း panic ဖြစ်ပြီးရောမှာကိုယ့်ရဲ့ portfolio အကုန်လုံးကိုရောင်းလိုက်ဖို့တော့ကျမတို့ recommend မပေးဘူးအဲ့တော့ဘာကိုဝယ်ဖို့လဲမပြောသလိုဘာကိုရောင်းဖို့လဲကျမတို့မပြောဘူးကိုယ့်ရဲ့အခြေအနေကိုယ့်ရဲ့ဒီရေတိုကာလမှာလိုအပ်နိုင်မဲ့အရာတွေပေါ်မှာမူတည်ပြီးတော့မှာကိုယ့်ရဲ့ financial status ကို ေးတေးချာချာ analyze လုပ်ပါပြီးရင် prepare လုပ်ပါဖြစ်လာနိုင်တဲ့အခြေအနေအားလုံးမှာဘယ်လိုမျိုး benefit ရအောင်ယူမလဲဘယ်လိုမျိုးကိုယ့်အတွက်အကောင်းဆုံးကာကွယ်မလဲဆိုတာကတော့ကိုကိုယ်တိုင်ကဆုံးဖြတ်ရမယ့်အရာဖြစ်တယ်အဲ့တော့ investing တိုင်းမှာ risk ရှိတယ် investing က long term gain ဖြစ်တယ်ဆိုတာလေးကိုတတိပေးရင်လည်းဒီနေရာမှာဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ချင်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေ